ောင်မျိုးသိန်းတပ်ပွဲတွင်လက်နက်ချအညံ့ခံသောတမ89ခုတမပူမူကြီးအောင်တပ်ဦးနှင့်တပ်ပွဲများကစစ်တပ်၏တရားမဲ့မှုများအတွက်မောင်နှရသည်ဟုဝန်ခံပြီးနေဦးတော်လိုင်းရဲများအတွက်တပ်နိုင်သမျှထဲ့ဝင်ပါဝင်မည်ဟုကတိကဝေပြုခဲ့ပါသည်။စကိုင်းတိုင်းအင်းတော်မျိုးသိန်းတပ်ပွဲများတွင်လက်နက်ချညံ့ခံသောတမ89ခုတမမူပူမူကြီးအောင်တပ်ဦးနှင့်စစ်တပ်ပွဲများကစစ်တပ်၏တရားမဲ့မှုများအတွက်မောင်နှရသည်ဟုဝန်ခံ၍ င်းဟာပြောဆိုခဲ့ကြောင်းမြန်မာညို့ရေးဆိုရ NUG မှာဥယျာဉ်မောကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ယမနီပြည်သူ့ကော်မတီတက်မတော်လင်းနေပြေမေကုံးများတွင် NUG ကော်မတီဝန်ကြီးဌာနဥယျာဉ်မောကအထူးထုတ်ထည်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့လိုမျိုးတဲ့ဘွယ်များသည်ရှင်းလာကြောကြာဆင်းနေကြတာဖြစ်ပြီးပြည်သူ့ကော်မတီတမတော်၏တမောင်းဝင်တပ်ဖွဲ့တစ်ခုဖြစ်ပြီးစစ်စင်ရေးများအတွက်ပြင်ဆင်ဆုံးဖြတ်ရသည့်ကာလများအဖြစ်ထည့်သွင်း၍တွေ့ချက်ခဲ့ပါကတနစ်တင်းတင်းကြာခဲ့ပြီဖြစ်ကြောင်း င်းတို့မျိုးသိန်းတပ်ဝဲများတွေလက်နက်ချအညာခံသောတမ89ခေါ်တမမှုနီစစ်တပ်ပများမှလည်းစစ်တပ်၏တရားမဲ့မှုများအတွက်နာမည်ရကြောင်းဝန်ခံဖွင့်ဟလာခဲ့ပါသည်။တွလန်ရဲများအတွက်တပ်နိုင်ငံဘက်ကနေထက်ဝင်ပါဝင်မည်ဖြစ်ကြောင်းပြောဆိုလာခဲ့ပါသည်။ဒါမှတမမှုများတပ်သားများနေဖြင့်အ мян ဆုံးအလင်းဝင်ကြရန်အတွက်ဥပဒေမှုကလည်းတိုက်တွန်းပြောဆိုလာခဲ့ပါသည်။ဧပြီလရှိရနေအင်းတို့မျိုးနဲ့မျိုးသိန်းတပ်ပွဲများတွင်တမ89တမမှုပုံမှုကျောင်းအောင်တပ်ဦးကိုအရှိန်ပြရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဘုံမှုတအောင်တန်ဦးဒီစစ်တကတော်အပတ်စဉ်၄၀ကျောင်းစင်ဖြစ်ပြီးတမ89ခုတမမှုဖြစ်၂024ခုနှစ်နေဆိုင်ပိုင်းမှာစတင်၍တောင်ဝင်ခွင့်ချင်းဖြစ်ကြောင်း၎င်း၏နောက်ကျောင်းရဲစဝင်များကိုပြည်နယ်စစ်စင်ရာတွင်2021ခုနှစ်ဆန္ဒတဲမိကျင်ကစတင်ပြီးရန်ကုန်မှာစာတမ်းပြပြည်သူတွေကိုစစ်တကနေပြစ်ဒဏ်တပ်ဖြတ်ရာတွင်အောင်တန်ဦးကရန်ကုန်တိုင်းစစ်ဌာနချုပ်၏အမတ်တေစစ်ပြောဟာမူဘုံမှုကြီးဖြစ်နေအမိတ်ပေးခိုင်းစေသူဖြစ်ကြောင်းလည်းသိရပါတယ်။ရင်းနောက်ရန်ကုန်တိုင်းစစ်ဌာနချုပ်အမတ်တေစစ်ပြောဟာမူဖြစ် မစစ်ဌာနချုပ်ကိုတောင်တန်းနယ်ပတ်နေစစ်ဘူဟာမျိုးဖြစ်ပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလအထိတော်ဝင်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းရင်းနောက်တမခွန်ဆက်ကောတမမှုဖြစ်ရရှိလာခဲ့ကြောင်းသိရပါတယ်။တမခွန်ဆက်ကောတမမှုပုံမှုချုပ်အောင်တအူတွင်စနီးဖြစ်သူဒေါ်သက်စုနယ်ထောတာဖြစ်သူပြည့်ရန်ဦးတာငယ်အံ့ဖုံဦးတို့ပါဝင်ကြောင်းလည်းသိရပါတယ်။ဒီတဘုံလေးနဲ့ အကြံဖတ်စကောင်းစီကမေလ6ရက်နေ့မှာ32ရက်နေ့အထိတတိယအကြိမ်ပြစ်ခတ်ရစဲကြောင်းဒိနေနဲ့ပိုင်းတွေကြီးညာခဲ့ပြန်ပါတယ်။မတ်လ28ရက်နေ့တွင်တုတ်ခတ်ခဲ့သောစကိုင်းတိုင်းငလင်ကြီးကြောင်းငလင်တဲ့ဒေသများပြန်လည်ထူထောင်ရေးအတွက်မေလ6ရက်နေ့မှာမေလ32ရက်နေ့အထိရာယီပြစ်ခတ်ရစဲရေကာလအဖြစ်ထပ်မံတိုးခဲ့ကြောင်းစကောင်းစီကထုတ်ပြန်ကြီးညာခဲ့ပါတယ်။ စ်တော်စီကဧပြီလ9ရက်နေ့မှာဧပြီလ30ရက်နေ့အထိနှစ်ကြိမ်ဖြစ်ခဲ့ရဆဲရေးကျင်းပခဲ့တော့လေနိုင်ငံတော်ဝန်လုံးမှလေကြောင်းဖြင့်ပုံကျမှုများလှုပ်ဆောင်ခဲ့ကြောင်းငလေလုတ်ခဲ့သည့် match လ28ရက်နေ့မှာမေလ9ရက်နေ့အထိ36ရက်တွင်စစ်တော်စီကလေကြောင်းတိုက်ခတ်မှု182ကြိမ်ပြုလုပ်ခဲ့ရမှာပြည်သူ286ဦးသေဆုံးခဲ့ပြီး156ဦးဒဏ်ရာရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကလူ့ကိုယ်ဝန်ကြီးဌာနကယမနေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒေသတခန့်မှုအတွင်းမှာတည်ဆုံးခဲ့သူပြည်သူ196ဦးနဲ့ဆက်ရှင်နေအောင်32ဦးပါဝင်ပြီးဆက်ရှင်နေအောင်84ဦးပါဝင်ကြောင်းဒေသတိုက်ခတ်မှုအများဆုံးမှာစကိုင်းတိုင်းကဖြစ်ပြီး83ကြိမ်မြောက်လေးရင်ဖြစ်ပုံကျဲခဲ့ကြောင်းစကိုင်းတိုင်းတွင် လေးကြောင်းတိုက်ခတ်မှုကြောင်း89ဦးသေဆုံးခဲ့ပြီး135ဦးဒဏ်ရာရရှိခဲ့ကြောင်းစစ်ကောင်စီကမင်းလေးတိုင်းတွင်လေးကြောင်းတိုက်ခတ်မှု62ကြိမ်ပြုလုပ်ခဲ့ပြီး65ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ ေလ9ရက်နေ့တွင်စစ်ကောင်စီကထားဂျာမန်စစ်ကောင်စီမယောင်းလိုင်းကရုရှားနိုင်ငံသို့တောက်ရောက်မီဖြစ်ရမှာရင်းရုရှားခရီးစဉ်အတွင်းနိုင်ငံတကာသို့အပြန်ကောင်းစီရန်အတွက်ဟန်ပြ၍အပြစ်ကတ်ရစိတ်ကျင်ညာခြင်းဖြစ်ကြောင်းရန်ကုန်မြို့တွင်ဆက်လက်အခြေဆိုင်၍စစ်တေချောင်းပြည်သူများအတွက်ဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောဆိုခဲ့ပါသည်